အားလုံးပဲမင်္ဂလာပါဗျာစိုင်းလန်တဲ့နေတာမှာပြန်လဲကြိုးစိုးလိုက်ပါတယ်ခင်ဗျာကိုတင်ဆက်ပေးမဲ့ရုပ်သံမျိုးပိုင်းလည်းတော့ဘယ်စတင်းနဲ့အုတ်ချုပ်အုတ်ထုပ်တိုင်းပြည်နယ်ပြည်သူကိုပြန်ကြည့်ရင်ရပြီဆိုတော့မျိုးသားတို့ပြောတာရုပ်သံပိုင်းလေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီမှာမျိုးသားကအဲ့ဒီ channel ပတ်သက်ပြီးဘာတွေဘလို့ပြောဆွနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းစိုင်းလန်တဲ့နေတာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ စနစ်ကိုမကြိုက်တာလို့ပြောအမစနစ်ကိုလို့ပြောလို့ရှိရင်တရားရာခိုင်နှုံးတော့မမှန်ဘူးပေါ်လေနော်ကျွန်တော်ကအဲ့လိုပဲထင်တယ်စနစ်ကိုမကြိုက်ဘူးလို့ပြောတရားရာခိုင်နှုံးမမှန်မှန်ချင်မှန်လိမ့်မယ်ဒါပေမဲ့တရားရာခိုင်နှုံးမမှန်ဘူးကျွန်တော်တို့ဘာဖြစ်လို့လဲဆိုစနစ်ကိုလို့ပြောလို့ရှိရင်အဲ့စနစ်ကိုကြိုက်တယ်လို့ရှိတယ်လို့မကြိုက်တယ်လည်းရှိတယ်ဆိုတော့လေအဲ့စနစ်ကနေပြီးတော့ ဒီအကျိုးများရှိတဲ့လူတွေကတော့ကြိုက်တာပေါ့ဟုတ်လားကျိုးများမရှိတဲ့လူတွေကတော့မကြိုက်ဘူးပေါ့ဒီလိုပဲကျွန်တော်ကအဲ့လိုပဲရှိတယ်နော်လုံးလုံးကြီးဘယ်မှမကြိုက်ဘူးဆိုတော့မရှိဘူးကျိုးတွေကကြိုက်တယ်ကျိုးတွေကမကြိုက်ဘူးအဲ့တော့စနစ်ကိုလည်းပြောလို့ရှိရင်ကျွန်တော်ကရအောင်ပြီးမမှန်နေဘူးမကြိုက်တာကအဲ့စနစ်ကနောက်ဆက်တွဲဆိုးကျိုးတွေကိုမကြိုက်တာအဲ့အဲ့လိုစပုံမှန်လေးမယ်နော်စနစ်ကနောက်ဆက်တွဲရောက်လာမဲ့ဆိုးကျိုးတွေကိုမကြိုက်တာ စနစ်ဆိုလို့ရှိရင်ကျွန်တော်ပြောချင်ဆိုလို့ရှိရင်ဗျာဥရောပနိုင်ငံတွေမှာတုံးနေတဲ့ဒီစနစ်ဆိုလို့ရှိရင်လည်းတချို့တွေတက်ကောင်းတယ်တချို့တွေတက်မကောင်းဘူးအဲ့တော့ကောင်းတဲ့လူကကြိုက်တယ်လို့မကောင်းတဲ့လူတက်ကလည်းမကြိုက်ဘူးပေါ့ဟုတ်လားလို့ပဲတရုတ်တို့ရုရှားတို့ဆိုလို့ရှိရင်လည်းသူစနစ်ကိုသူစနစ်ကနေကောင်းတဲ့လူကကြိုက်တယ်လို့မကောင်းတဲ့လူလည်းမကြိုက်ဘူးပေါ့ဟုတ်လားသူစနစ်ကိုပြောလို့ရှိရင်တော့ရအောင်ဒီမှန်မှန်ဘူးအဲ့စနစ်ကတည်းကဒီနောက်ဆက်တွဲ ရလာတဲ့ဆိုးကျိုးလေးတွေကောင်းကျိုးလေးတွေနဲ့ဆိုင်တယ်လို့ပြောချင်တယ်ပေါ့ဒါပေမဲ့ကျွန်တော်နိုင်ငံမှာကျတော့အမ်တောင်းနေတဲ့စနစ်မှာနောက်ဆက်တွဲဆိုးကျိုးတွေကအမ်ပြည်သူတွေအတွက်ပြည်သူအများစုအတွက်ပေါ့လေနော်ကျွန်တော်မြန်မာပြောတယ်လို့ပြော80ရာခိုင်နှုန်းလောက်အတွက်မကောင်းဖြစ်နေပေါ့30မှာမှ30လောက်ကအုပ်ချုပ်သူလူတန်းစား20လောက်က ဒီအုတ်ချုပ်တူဒန်းစားကိုလှုပ်လှုပ်ပေးတယ်တောက်တိုင်လူဒန်းစားပေါ့အဲ30ရာခိုင်နှုန်းကတော့သူတို့ကတော့အဆင်ပြေတယ်ပေါ့အဲ့စနေနဲ့ဒါပေမဲ့အဲ့နောက်က80ရာခိုင်နှုန်းမှကျွန်တော်လုံးဝဂျုံလူဒန်းစားဂျုံလူဒန်းစားတက်ကကျွန်တော်အဲ့ကအဆင်မပြေဘူးလေမပြေတဲ့ခါကျတော့မကြိုက်ဘူးပေါ့အဲ့လိုပြောကြတာပေါ့နော်အဲ့တော့ဘယ်လိုဆိုချင်မျိုးရှိတယ်လဲဆိုတော့ကျွန်တော်များပြောရလို့မျိုး စားတော့စားတော့လို့ရှိရင်စိုးစေးတွေဒါလူဒီဒါလူပဲတာဒီကီမီကယ်မတရားသုံးထားတာတွေနော်ပြီးဘယ်မှာတိတ်ကောင်းတော့မှမသိတဲ့ဟာတွေဟလာကင်စာဖြစ်စေတဲ့ဆော့ဆော့တွေတွေ့တူစီဂျိုနှလုံးကြောက်ကအကုန်ဖြစ်စေတဲ့ဆော့ဆော့တွေ ဆေးဝါးဆိုလို့ရှိရင်ဘယ်ကဝင်လာမှမသိတယ်အတူတွေဆက်ဆေးတွေအဲ့လိုဆေးထိုးဆေးမှားပြီးတော့ဒီဝါလို့တော်မြူတဲ့မသားတွေမနေဘူးမြန်မာနိုင်ငံမှာအဲ့လိုပေါ့ပြီးရင်ဆေးရုံဆေးကန်းဆိုလို့ဆောက်ရှောက်မှုမရှိတာတွေဆေးရုံဆေးကန်းဖြစ်ပြီဆိုလို့ရှိရင်ကုမယ်ဆိုလို့ရှိရင်လည်းကုမယ်အစားတည်ရတာပဲကောင်းမယ်ဆိုတော့ကိစ္စတွေရေအောင်မှပဲကျွန်တော်တို့မတန့်တဲ့ရေတွေအများကြီးပဲတောက်ရေမှာတော့မဟုတ်ပါဘူး ောက်သိပေါ့ဗျာနောက်ဆက်တဲ့ဆိုးကျိုးတွေအများကြီးရှိတယ်ကျွန်တော်တို့ကဆင်းရဲတယ်ဆိုရင်နေမှာလဲတာမန်ဆင်းရဲနေတယ်ဆိုလို့ရှိရင်ပြဿနာမရှိဘူးအဲ့လိုမျိုးတည်မလားကျွန်တော်ဒီတရုတ်ကနေလုံနေတဲ့အဲ့ဟိုတွင်းနေဟိုနေနေကိစ္စတွေနဲ့ပတ်သက်ပြီးတော့မိုင်းတွင်းနေနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲဆိုးကျိုးတွေကနေပြီးလာတဲ့ဟာမျိုးတွေပေါ့ဥပမာ အဲ့တွင်းကြီးတူတာတောက်တွေပေါ်တာဒီအဲမြေရှားတွေကိုလှုပ်တယ်ဆိုရဲဟာမှာသူတို့ကီမီကယ်တွေသုံးရတယ်ဒါလို့ပြဆိုမျိုးပစ္စည်းတွေသုံးရတယ်အဲ့ဒီဒါလို့ပြတဲ့ပစ္စည်းတွေကနေပြီးကုန်းတွေရေးနေတတော်ပါတွေကိုလည်းရိုက်ထိခိုက်တယ်ကျွန်တော်ကအဲ့ရေးတွေကိုတောက်အဲ့ဒီလေတွေကိုရှူလို့ရှိရင်ကျွန်တော်တို့ဒီမွေးရပါမတန်မဆွမ်းနေဖြစ်တယ်စသဖြင့်အများကြီးပေါ့ဗျာဆိုင်ဖက်တွေဆိုချိုးတွေအများကြီးရှိတယ်အများကြီးပဲဆိုချိုးတွေပြောကြောင်းပြောလို့ရှိရင်မကုန်နိုင်ဘူးပေါ့ဗျာကျွန်တော်ကစနစ်ကိုမကြိုက်ဘူးဆိုတာတဲ့အဲ့ဒီဆိုချိုးတွေကျွန်တော်တို့က မကြိုက်တာမကြိုက်ဘူးဆိုတော့ဘယ်သူမှမလဲပါဘူးလေမလိုချင်ဘူးပေါ့လေကြောက်တာပေါ့ဟုတ်လားမလားအဲ့လိုမျိုးကျွန်တော်ဆင်းရဲတယ်မီးမလာဘူးဗျာရေမလာဘူးဗျာဟိုနိုင်ငံတကာယနေ့မြန်မာမှုတွေမလာဘူးဗျာကျွန်တော်နိုင်ငံမွေးနေတယ်တာမန်လေးမွေးနေတယ်ပြဿနာမရှိဘူးဗျာအကောအဲ့လိုမျိုးမဟုတ်ဘူးလေကျွန်တော်တို့ကကျွန်တော်တို့မတိလိုက်ခင်ပါပဲကျွန်တော်တို့တောက်လိုက်ရတဲ့ရေရနေပြီကျွန်တော်တို့ခနာကိုဒုက္ခတွေဖြစ်မယ်ဆိုလို့ရှင်ဘယ်လိုလုပ်မလဲကျွန်တော်တို့မတိခင်ပါပဲကျွန်တော်တို့ရှူနေရတဲ့လေတွေကအဲ့အစိမ့်ဝေးဆိုရှင်ဘယ်လိုလုပ်မလဲ ဟုတ်လားကျွန်တော်ကတော့မသိဘူးဗာသမီးရှူလိုက်တယ်အဲ့ဒါသမီးကကျွန်တော်တို့ရှူရတဲ့ရေလေးတွေရေတွေကနေပြီးတော့မှကျွန်တော်တို့ရဲ့မွေးလာတဲ့ကလေးတွေဟာအဲ့လိုမတမ်းမဆန်းလေးတွေဆိုဘယ်လိုလုပ်မလဲပြောချင်တာအဲ့ဒီရဲ့နောက်ဆက်တော်ရီကိုမလိုချင်တာမုန်းတာကြောက်တာအဲ့ဒါနဲ့ကြောင့်ကျွန်တော်တို့ကစနစ်ကောင်တစ်ခုကိုဖန်တီးမယ်လို့ပြောတာအဲ့ဒါပဲအမှန်တကယ်ကစနစ်ကိုကြီးလုံးလုံးကြီးပြောချင်တာမဟုတ်ဘူးကျွန်တော်မြန်မြန်ပြောနေစကားထဲမှာလည်းဘယ်သူအုပ်ချုပ်ချုပ် ဘသူအုတ်ချုပ်ထုတ်တိုက်ရလို့အုတ်ချုပ်တိုက်ရစနေနဲ့အုတ်ချုပ်ဒါပေမဲ့တိုင်းပြည်နဲ့ပြည်သူလူမျိုးကိုဟုတ်လားအများကြီးမဟုတ်ဘူးဥရောပနိုင်ငံကြီးတွေဟာလည်းမျိုးမဟုတ်ဘူးဒါပေမဲ့အိန္ဒိယနိုင်ငံလေးတွေတဲ့အနည်းလေးနေလန်းငါလားလေးဥမာတိုင်းလိုလောက်နေလန်းငါလားလေးမလေးရှားလိုလောက်နေလန်းငါလားလေးဖိလစ်ပိုင်လိုလောက်နေလန်းငါလားလေးဆိုလို့ရှိရင်ရပြီဗျာအခုအဲ့တော့မဟုတ်ဘူးလေဗျာကျွန်တော်တို့ဘွားတွေကစဉ်းစားကြည့်တာ ြောချင်တာလေတရုတ်ကလည်းဟိုအပြစ်တင်လို့မပြီးဘူးနိုင်ငံကိုအုပ်ချုပ်ပြီးတဲ့လူတွေကိုအပြစ်တင်လို့လည်းမပြီးဘူးကျွန်တော်ကဒီဟိုဒီကိစ္စတွေကိုနားဝင်အောင်ဘယ်လိုပြောမလဲဆိုတာပဲကျွန်တော်စဉ်းစားနေရတာဘာဖြစ်လို့လဲဘယ်သူမှမုံလို့မဟုတ်ဘူးဘယ်စနစ်ကမှမကြိုက်လို့မဟုတ်ဘူးအဲ့ကဲနောက်ဆက်တွဲရောက်လာတဲ့အရာတွေကိုမလိုချင်လို့ကျွန်တော်တခါစဉ်းစားကြည့်တယ်ဟုတ် မင်းတို့ကကြောက်ကြီးကိုပြန်သွားကြည့်တာငါအပေါ်သွားကြည့်တယ်ကျွန်တော်တော့သွားပြန်တယ်မလားတော့သွားဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း20လောက်က20ကျော်လောက်ကတော့မှရတဲ့တော့မှနေရတဲ့တော်တလေးရဲ့အငွေ့သက်ကလေးတွေကိုတခြားခင်ဗျားတို့မသိဘူးကျွန်တော်တောင်းရမမော်တယ်တကယ်ပြောရကျွန်တော်ပြောမှုတွေရန်ခမ်းရန်ကတချို့ပရီယိုတွေမှာကျွန်တော်မြန်မာနိုင်ငံကြီးရဲ့လိုမျိုးနိုင်ငံတကာနဲ့ခင်မိတဲ့နိုင်ငံကြီးလို့ဖြစ်သွားရင်တော့ အဲ့ဒီ delay လေးတွေအဲ့ကာရှာလေးတွေကိုကျွန်တော်ကမပြောက်ပြအောင်ထိန်းသိမ်းနေတာတည်လားအဲ့လိုမျိုးမိုးရွာတိုင်းကြီးတွေရှိနေပလဲစေဦးဗျာဒါလည်းကျွန်တော်သဘောတည်းနဲ့ကျွန်တော်ပဲကြည့်တာကြွားမှာလည်းမျိုးအဲ့လိုပွဲစည်းလေးဗီဒီယိုလေးဟဲ့လားကျဲစီမီမတုံးနဲ့ရိုးရိုးမီးဖိုလေးနဲ့ကျွန်တော်ပဲကြည့်နေအဲ့လိုမျိုး delay လေးအများအများတော့မဟုတ်ရင်တော့တစ်နှစ်ကိုတစ်ခါလောက်၃လ၅လနဲ့တစ်ခါလောက်ဥမာတကူအဲဘယ်လိုခေါ်မလဲ တတင်းညွလာပြီးနေရစာမုံးလာပြီးနေလို့လို့နေကြီးခါကြီးတွေမှာပြောရမှာဆိုလို့ရှိရင်အဲဒီကတော့ဗီဒီယိုတွေမရှိဘူးလေရှိတဲ့ဗီဒီယိုလေးတွေပြရတာဟုတ်ဘယ်လိုမျိုးလျှက်စင်မီးစရာဘာမှမသိသေးဘူးလေဘက်ထရီမီးလေးတွေတုံးရတဲ့ခါလာလေကျွန်တော်ကပုံသွားရင်သေးတယ်ကြောက်ခွက်ကိုတော်သားမှုလို့လားမသိကြောက်ခွက်ကိုပုံသွားရင်သေးတယ်ဆိုတော့ဒါမဲ့လေကျွန်တော်တို့ကအဲ့လိုမျိုးကိစ္စဆိုရင်ပြဿနာမရှိဘူးလေကျွန်တော်ပြောချင်တာ တာမန်ဆင်းရဲနေတာမျိုးဆိုပြဿနာမရှိဘူးဒါပေမဲ့အဲ့နောက်ဆက်တွဲဆိုဂျူကြီးတွေအများကြီးကိုကြောက်တာအရာကြီးတွေပေးမှာကို မလိုချင်တာအရာကြီးတွေမလာတော့အောင်ကျွန်တော်တို့ကစနစ်ကောက်တစ်ခုကိုတိဆောက်ချင်တာအဲ့ဘယ်သူမှမကြောက်လို့မကြိုက်လို့မဟုတ်ဘူးပဲစနစ်ကောက်မှမလိုချင်လို့မဟုတ်ဘူးအဲ့စနစ်တစ်ခုကဆိုဂျူနောက်ဆက်တွဲတွေကျွန်တော်တို့အများကြီးခံရမှာ ကျွန်တော်တို့ကြီးပဲလားဆိုမဟုတ်ဘူးလေကျွန်တော်ကမြန်မာနိုင်ငံမှာဆိုခင်ဗျားတို့ကြီး30လောက်ဆိုလို့ရှိရင်လည်းနည်းတင်ញိုင်မဆောင်ထိုးနေပြီ40လောက်ဆိုလို့ရှိရင်အဲ့ချင်းနေမကောင်းတော့ဘူးတော်တော်များများ40ကျော်နဲ့သွားတာများတယ်ဘယ်လိုမှဒါမှထိုင်းတို့မြန်မာနိုင်ငံနေမှာကြည့်တယ်ထိုင်းတို့မလေးရှားတို့စင်ကာပူတို့ကြည့်လိုက်40 50ဆိုတော့တော်တော်များများတော့တည်းကြီးတွေရှိတယ်ဒါမြန်မာနိုင်ငံမှာအများစုကအဲ့ချိန်လေလို့ရှိရင်ဟိုကမကောင်းတော့ဘူးဒီကမကောင်းတော့ဘူးဖြစ်နေပြီ twin glacier တွေကကုန်နေပြီလေ အတွင်းမှာကုန်နေပြီအဲ့ဒါလေးကြောင့်လို့အဲ့အစားအသောက်တွေအဲ့ဒီဟာတွေကြောင့်ဈေးဝါတွေကြောင့်လို့ကျွန်တော်ကအဲ့ဒါတွေကိုကြောက်တာစနစ်ကိုမဟုတ်ဘူးလူကိုမဟုတ်ဘူး